ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသောမှာကတော့နန္ဒီဝီလန်သာအမည်ရှိသောအားလိမ်မပုံမြင်လေးပဲဖြစ်ပါတယ်ဗျာလူလေးပြီးတော့အခါဒနာတိုင်းတက္ကသူပြီးနိုင်နေသောပုံနာတယောက်တွင်နန္ဒီဝီလန်သာအမည်ရှိသောနွားတကောင်ရှိတဲ့လူနွားကိုကောင်းသောအစာရည်စာနေရာထိုင်ခင်းပေး၍သားကဲ့သို့ကျွေးမွေးယူဆဆောင်ကြောက်တဲ့ဒီနေ့သောနန္ဒီဝီလန်သာသည်ဒီပုံနာကငါအကောင်းစွာလှုပ်ကျွေးမွေးမြူလာကြောင်း ကျေးဇူးဆက်အန်ဟုကျန်စီလေတဲ့ပုံနာဒီမျိုးဤတတိတဦးထံသွား၍ငါဤနွားသည်စမူထိတ်နေအားအကြီးဆုံးသည်သစတဲဖွဲ့ထားသောလက်တရားကို၎င်းနှင့်ဆွေးနိုင်၏ဟုဆို၍တပြားတထောင်ကြီးလောင်းလို့ဟုဆိုတဲ့ပုံနာလည်းသို့သည့်အတိုင်းလောင်းကြီးထက်ပြီးသောအဲကြောက်တဲ့ပြီသောလက်တရားကိုဖွဲ့၍နန္ဒီဝိလာတအား မွေးရဲ့အချိန်အင်ဂျန်တန်းစားစင်ရင်ကအကောင်နဲ့ဆွဲစီတည်းသို့သူဆွဲစီရ၌ပုံနာသည်နေတန်းကိုကင်မြောက်လျက်ဟဲ့ကောက်ကျစ်တော်နွားသွားလို့ဟဲ့ကောက်ကျစ်တော်နွားဝန်ကိုဆောင်လို့ဟုဆို၍မောင်းနေလေတည်းထိုအခါနွားသည်မကောက်ကျစ်တော်ငါအာကောက်ကျစ်တော်နွားဟုဆိုရသည်လို့ဟုလဲတို့ကမဆွဲပဲတင်းတင်းကြပ်ကြပ်ရက်နေလေတည်း နန္ဒီဝိလာသာသည်ဘုံနိုင်ယနီးသို့ချင်းကပ်၍အဘဲကြောင့်မချမ်းမသာအိပ်၍နေတည်းဟုမေးလေတည်းအသက်ပြားတစ်ထောင်ရှုံးပြီးသည်ကိုအဘဲမှချမ်းသာနိုင်ရန်ဤဟုဖြေလေတည်းဘုံနာငါဒီတင်းအိမ်၌နေသည်မှာကြာလေပြီငါကြောင့်ဟိုးတလုံးကွဲမှုတလောနေရမဟုတ်အခါမဟုတ်သည်၌ခြေကြီးခြေငယ်ဆွန်မှုတလောဟုမေးသောအခါ चित्ता တစုံတရာမရှိပါ၏ဟုဖြေတည်း ဘုံနာထိုတို့ရှိပါလျက်နှင့်ဘဲ့ကြောင့်ငါကိုကောက်ကျစ်တော်နွားဟုဆိုပြီးတည်းနီးကာအသိအပြည့်ဒီငါပြည့်မဟုတ်ချေထို့ကြောင့်ယခုတပန်းသွန်း၍တပြားနှစ်ထောင်ကြီးလောင်းကြီးတော်ဟုဆိုလေတည်းဘုံနာလည်းလောင်းကြီးထက်ပြီးလျင်နန္ဒဝိလန်သာဤချောကုန်း၌လက်ဖြင့်တက်၍ကောင်းတော်နွားဝန်ကိုဆောင်တော်ဟုချူတန်စွာမောင်းနေလေလျင်နန္ဒဝိလန်သာသည် အုံကြီးဖြင့်လက်တရားကိုပင်မန်းကြီးမရှိပဲဆွဲလီတဲ့။ပုံနာလဲလောင်းကြီးနှထောင်းကိုရသည့်အပြင်နွားကိုဝိုင်း၍ချီးမြှောက်ကြသောလက်သက်ပကားတို့လည်းရလီတဲ့။ဟုတ်ကဲ့ဘုံမြင့်လင်းကတော့ဒါပါပဲဗျာ။ဒီဘုံမြင့်လင်းကိုနားထောင်ပြီးလူကြီးမင်းတို့ဘာသင်ခန်းစာတွေရတော့လဲဆိုတာကိုတော့အောက်ကကွန်မန့်မှာရေးခဲ့ပေးကြပါဦးဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။